နောက်တန်းလို့ပြောလိုက်ရင်စကေးမကောင်းတဲ့သူတွေဆော့တဲ့နေရာတိတ်မကန်တက်တဲ့သူတွေဆော့တဲ့နေရာလို့ထင်ကြတာများပါတယ်လူငယ်ကစားသမားတော်တော်များများကဘောလုံးကစားတဲ့အခါရှေ့တန်းနဲ့တောင်ပံကစားကျင်ကြတဲ့သူတွေပဲများပါတယ်ဒါကြောင့်ဒီနေ့တော့နောက်တန်းဘ ਹੁ ခန့်စစ်ဆန်နဘက်နေရာကိုပြောပြဖို့ရွေးချယ်ထားပါတယ်တကယ်တော့ဆန်နဘက် နေရာဆိုတာအသင်းရဲ့အရေးပါတဲ့နေရာတစ်ခုဗျဒီလိုနေရာကိုတိတ်မကစားတတ်တဲ့သူကိုထားကစားတဲ့အသင်းကတော့ပလိုင်းပေါက်နဲ့ဖားကောက်နေလို့ပဲဖြစ်နေမှာပါရှေ့တန်းနဲ့ကွင်းလည်းဘလောက်ကောင်းကောင်းနောက်တန်းမကောင်းရင်တော့အလကားပါပဲကျွန်တော်ကိုယ်တိုင်လည်းဒီနေရာကိုကစားခဲ့ဘူးတော့ physically ရော mentally ရောကောင်းမှုအရေးကြီးတယ်ဆိုတာကိုသိခဲ့ရပါတယ်နောက်တန်းကစားသမားကောင်းဖြစ်ရှင်နေဆိုရင်တိထားတဲ့နဲ့နီးစနစ်ပိုင်းကြံ့ခိုင်မှုအပိုင်းတွေကိုပါထည့်ပြောပြီးသွားမှာပါ နောက်တန်းဘိုးခန်းစစ်ဆိုတော့တဖက်တိုက်စစ်ရဲ့ striker တွေနဲ့ထိတိုက်တွေ့ရသလိုတောင်မန်တိုက်စစ်တွေကိုလည်းဟန့်တားရပါတယ်။လူကက်ကစားတာနဲ့ပတ်သက်လို့ကတော့တဖက်တိုက်စစ်မှုတွေနဲ့နီးနိုင်များနီးအောင်နေပြီ။သူတို့ကရွှေ့ရင်ကိုယ်အားလိုက်ရွှေ့ရပါမယ်။လိုအပ်လာမယ်ဆိုရင်လည်းလင်းလင်းမြန်မြန်ဖြတ်ထုတ်ရပါမယ်။တောင်းကန်ဘောတွေဆိုရင်လည်းဂိုးသွင်းနိုင်တော့တဲ့သူကိုတခါတည်းလူကက်ထားဖို့လိုသလိုအခြားသူတွေကိုလည်းလူကက်ထားဖို့ညွှန်ကြားတက်ရပါမယ်။ ဆက်ရှိခိုက်စီးရဲမှာဆိုရင်ပိုတတိထားဖြတ်ထုတ်ဖို့လိုပါတယ်နောက်တစ်ခုကတော့ဖြတ်တင်ဘောနဲ့ဘောလုံးလမ်းကြောင်းပေးတာတွေကို ဖြတ်ထုတ်ဖို့ဘောလုံးလမ်းကြောင်းကိုကြိုတွက်ဆထားတက်ရပါမယ်စိတ်ထဲမှာဂိုးပေးရနိုင်တယ်လို့ထင်နေဆိုရင်တခါတည်းရှင်းထုတ်ပြဖို့လိုပါတယ် less defender ဖြစ်လို့အကုန်မြင်နေရတယ်ဒါကြောင့်ကိုယ်ကစားသမားရိနာ လူလာရင်လာတယ် ဆွဲသွားလို့ရရင်ရတယ်ဆိုတာမျိုးကိုပြောပြပေးနေဖို့လိုပါတယ်။ဘောလုံးမဲကစားတာမျိုးမဟုတ်ဘဲနဲ့လိုအပ်တဲ့နေရာတွေကိုလည်းကိုကလိုက်ပြောပေးနေဖို့လိုပါတယ်။ site ဘက်တွေကိုအမြဲကိုယ့်ရဲ့ defensive line အရှိမပဲဆွဲတင်ထားတင်ပါတယ်။ဒါမှပဲလူဂျွမောဖန်းတာကိုပါနက်စွာကစားလို့ရမှာပါ။လူဂျွမောဖန်းကစားတဲ့ချိန်အပြင်လူမပင်မှန်းသလိုတစ်ဖက်တိုက်စစ်အတွက်လည်းစိတ်ရှုပ်ရပါတယ်။ ဒါပေမဲ့ကိုကလည်းတစ်ဖက်တိုက်စစ်နဲ့ရှင်ပြေးနိုင်တဲ့ speed ရှိဖို့လိုပါတယ်။ဆန္ဒဖက်ကစားရင်နှစ်ယောက်စော့ကြရတာများလို့တယောက်တက်လို့ရင်ကိုကအနောက်ကနေဖြည့်ကစားပေးရတယ်။တနည်းအားဖြင့်ဇောက်ခံပြီးတော့ကစားပေးတယ်လို့ပြောကြပါတယ်။ cyber တွေ out of position ဖြစ်နေရင်လည်းသူတို့နေရာကိုလိုက်ဖြည့်ကစားတက်ဖို့လိုပါတယ်။ လူပေးတာနဲ့ပတ်သက်ရင်တိကျဖို့လိုပြီး short pass ပေးမှလားလိုအပ်ရင် long pass လည်းပေးတတ်ဖို့လိုပါတယ်ကို့အတင်းကစားကွက်ပုံဖော်တဲ့အခါနောက်တန်းကနေစပြီး ကစားတတ်ဖို့ကစားရဲဖို့လည်းလိုပါတယ်ဒီဗီဒီယိုမှာ do's and don'ts လေးတွေကိုလည်းတခါတည်းထည့်ပြောပြပါမယ်လုံးတင်ထားတာလေးတွေကတော့ဆုံးဖြတ်ချက်ချတာတွေမှန်ပြီးမြန်ဖို့လိုတယ်တပတ်တိုက်စစ်ကိုတောက်လျှောက်လူကပ်ကစားတာမျိုး အသင်းဖော်တွေကိုလိုရာပြောပြနေတာမျိုးကိုယ့်ရဲ့ကြံ့ခိုင်မှုအပိုင်းတွေတိကျပြင်ဆင်ထားတာမျိုးချိန်သားခိုင်ဖြတ်ထုတ်မှုမျိုးတွေကိုလည်းလေ့ကျင့်ထားသင့်ပါတယ်မလုံတဲ့နာလေးတွေကတော့၁၈ခိုင်ထိတ်တွေမှာမလိုအပ်ဘဲဖောင်းလုပ်တာမျိုးတွေလူကက်ကစားတာပော့ရွတာတွေတိုက်စစ်ကစားသမားနဲ့ခွာနေတာမျိုးတွေကိုမလုံတဲ့ပါဘူးအနောက်ကနေ short တိုက်ဖြတ်ထုတ်တာမျိုးတွေကိုလည်းရှောင်ရပါမယ် ိုယ့်ရဲ့နေရာနောက်တန်းဖြစ်တဲ့အတွက်တိုက်စစ်ထိတအားတက်လိုက်သွားတာမျိုးတွေကိုလည်းရှောင်ရပါမယ်။အထူးသဖြင့်ဆက်ရှိခိုက်စီးရဲမှာဘောလုံးနဲ့လိန်နာမျိုးတွေဆွဲထွက်တာမျိုးတွေကိုလည်းမလုပ်သင့်ပါဘူး။ဆန္ဒဘက်ကစားရင်ကြောက်စိတ်ရှိတာကတော့ပုံမှန်ပါပဲ။ဒါပေမဲ့ကိုကအရန်အစိုးရင်လွန်တက်ရင်စီပီမစော့ပါနဲ့။ဖီအားပူရပြီးကိုယ့်ရဲ့ကစားအားပါကြတတ်ပါတယ်။ကိုယ့်ရဲ့စိတ်ကိုတည်တည်ငြိမ်ငြိမ်ရှိဖို့အရင် focus ထားပြီးတော့မှကစားပါ။ ို့ကြောင့်ဂိုးပေးရမှာဆိုပြီးလာသမျှဘောလုံးကိုအရှိ့ကိုပြန်ပြီးကန်ထုတ်နေကို့အသင်းရဲ့ဟန်ချက်လည်းပြက်ပြီးတစ်ဖက်အသင်းရဲ့တိုက်စစ်ဆင်မှုလည်းကိုကမကြာခဏပြန်ရင်ဆိုင်နေရမှာပါဒါကြောင့်နောက်တန်းဆန္ဒဘက်ကစားပြီးဆိုရင်အားရှိနေုံနဲ့မလုံလောက်ပဲခေါင်းလည်းတုံးရပါတယ်တာဝန်လည်းကြီးသလိုကိုကကစားတာကောင်းရင် ကောင်းသလိုပို့ပြီးတော့လည်းတက်တာပါတယ်လက်ရှိကျွန်တော်အကြိုက်ဆန္ဒဘက်တွေကတော့ဘန်ဒိုက် Ramos ရူဒီကာတို့ကြိုက်ပါတယ်။ဒီလောက်ဆိုရင်ဆန်နဘက်ဘလိုကစားရတယ်ဆိုတာကိုသိသွားမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအမြင်အားပေးနေကြတော့လဲကျေးဇူးတင်ပါတယ်။အကျိုးရှိမယ်ဆိုရင် follow and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့။နောက်ဗီဒီယိုမှာတော့အခြား position တမျိုးကိုထပ်ပြောပြပေးသွားပါမယ်။